န်မင်္ဂလာပါဝေလ်ကမ်နိုင်မှာအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့လည်းနောက်ဆုံးရတဲ့တင်းတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဦးဆုံးပြောပြခြင်းတဲ့တင်းကတော့ကိုအောင်လာရဲ့ဘော်ရာရင်းနှစ်ယောက်အကြောင်းပါအဲ့တော့ရိုင်းနီယာဒရိတ်တာကဒီနေ့မှာပဲကျင်ညာလာတယ်အဲ့ဒါသူဘသူနဲ့ထိုးရမလဲဆိုရင်ဘရန်ဒန်အဲလန်နဲ့ပါခင်ဗျာဒီရိုင်းတာနဲ့ဘရန်ဒန်အဲလန်နှစ်ယောက်စလုံးက Kill Clip FC မှာလက်ရှိ လေ့ကျင့်ပြင်ဆင်နေတဲ့ဖိုက်တာရင်းနှစ်ယောက်ဖြစ်ပါတယ်ဟောနှစ်ယောက်စလုံးကလည်းကိုအောင်လာရဲ့ဘော်ရာ ဲ့တော့ခက်တော့ခက်ပါပြီအရင်ကပွဲတည်ထားတာက Rainier Duator နဲ့ Hernandez ရဲ့ပွဲစဉ်မှာနိုင်တဲ့လူ Comeback ဆီယာ Champion ကပဲလှူရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ UFC ကပွဲတည်ထားတာဖြစ်ပါတယ်ဒါပေမဲ့ Hernandez ကဒီပွဲကနေနှုတ်ထွက်သွားပြီအဲ့တော့သူ့ရဲ့နေရာမှာဒီ Brandon Allen အစားထိုးဝင်ရောက်လာတာဖြစ်ပါတယ်ဟုတ်ကဲ့အရင်ကအဖြစ်အပျက်ကိုကြည့်မယ်ဆိုရင်ကမာရိုအိုစမန်နဲ့ဒီကေဘပန်ရဲ့ပုံစံမျိုးဖြစ်နေပါတယ်ခွာ အဲ့တော့နှစ်ယောက်စလုံးကလည်း Kclip FC မှာလေ့ကျင့်နေတာကြာပြီ။ဒါပေမဲ့သူတို့နှစ်ယောက်ထိတ်တိုက်တွေ့ရမယ့်အချိန်မှာ gym တစ်ခုထဲမှာပဲလေ့ကျင့်နေလို့လည်းအဆင်မပြေတဲ့အနေအထားမှာဖြစ်ခဲ့ပါတယ်။အဲ့တော့ကြောင့်ကမာရိုအိုစမန်ကတခြား gym ကိုပြောင်းပြီးတော့လေ့ကျင့်သွားတာဖြစ်ပါတယ်။အဲ့တော့ Gabe Ban ကတော့ Kclip FC မှာပဲ Henry Hoof နဲ့ဆက်ပြီးတော့လေ့ကျင့်ပြင်ဆင်တယ်။ပြီးတော့သူတို့နှစ်ယောက်အရှင်းပြိုင်တယ်။အဲ့ဒီပွဲမှာကမာရိုအိုစမန်ပဲအနိုင်ရသွားတာဖြစ်ပါတယ်။အဲ့တော့အပွဲကတော့တကယ်ကိုကြည့်လို့ကောင်းခဲ့တဲ့ပွဲစဉ်ပါ။ ပြောမယ်ဆိုရင်အဲ့ဒီချိန်မှာ Gabe Van ရဲ့အကောင်ဆုံးအချိန်လို့ပြောလို့ရတာပေါ့နော်။ Kamaru Usman လည်းအကောင်ဆုံးအချိန်လို့ပြောလို့ရပါတယ်။အဲ့တော့ Kamaru Usman က Champion ဖြစ်နေတဲ့အချိန် Gabe Van က Kamaru Usman ကြောင့်ပဲ Champion ကပတ်ကိုလွဲချော်ခဲ့ရတာဖြစ်ပါတယ်။အခုနောက်တစ်ချိန် K Clip FC မှာဒီပုံစံပဲပြန်လာပါပြီခင်ဗျ။ Brandon Allen ကတော့ဒီ club မှာ legend ပြင်ဆင်နေတာကြာပြီကို online နဲ့အတူ legend နေတာပါအခုနောက်မှရောက်လာတဲ့ Rainier Director ကလည်းဒီ Henry Hoff ကသူ့ရဲ့မျိုးနွယ်စုတွေက လူတယောက်ဖြစ်နေတဲ့အတွက်သူလည်း DJ ဝင်ရွေးချယ်ထားတာဖြစ်ပါတယ်အဲ့တော့ဒီနှစ်ယောက်ထဲမှာအတူ legend လို့တော့အဆင်မပြေတော့ပါဘူးတယောက်ယောက်ကတော့တခြားဂျင်ကိုပြောင်းပြီးတော့လေဂျင်ဖို့လိုအပ်နေပြီဖြစ်ပါတယ် တော့နည်းနည်းတော့ထူးဆန်းတယ်ပေါ့နော်ကျွန်တော်တို့ one championship မှာဆိုရင်ဂျင်တူရယ်ဆိုရင်တို့ကတော့ပွဲတင်ပေးလည်းမရှိပါဘူးဒါပေမဲ့အခု UFC မှာတော့ပွဲတင်ပေးတာတွေ့ရတယ်ဟုတ်ပြီအဲ့တော့တစ်ချက်ပြန်ကြည့်မယ်အဲ့ဒီအချက်ကပါလဲဆိုရင် Rainier Director ပါ Rainier Director ဒီဘုံနစ်ခဲကို အနိုင်ရသွားတဲ့ပွဲစဉ်မှာသူဘယ်လိုမျိုးစဉ်ကိုခဲလဲဆိုရင်ပရိတ်တကြီးဒီကောင်ကအမေရိကန်ရဲ့အကောင်းဆုံးနှစ်ပန်းချန်ပီယံဆိုတာဟုတ်တယ်မလားတဲ့ ဲ့တော့သူ့ကိုလည်းအနိုင်ယူပြီးသွားပြီဆိုတော့အမေရိကန်ရဲ့အကောင်ဆုံး striker Sean Strickland နဲ့ပွဲပြန်သေးပေးပါဆိုပြီးတော့စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။အဲ့တော့သူစိန်ခေါ်တဲ့ပုံစံကလည်းဒီ American American ဆိုတဲ့အတုံးနှုံးနေခဏခဏတွေ့နေရတော့ဗောနော်အဲ့တော့ director ရဲ့ဒီစိန်ခေါ်မှုပါအဲ့တော့ Brandon Allen ကိုပြန်ကြည့်မယ်ဆိုရင်လည်းသူအနိုင်ရတဲ့ပွဲမှာသူဘာတွေပြောလဲရှိလဲဆိုရင်ဒါက American နိုင်ငံကျွန်တော်တို့ရဲ့နိုင်ငံ ပြီးတော့ UFC ကပတ်လည်းကျွန်တော်တို့ရဲ့ကပတ်ပဲဖြစ်ရမယ်အမေရိကန်တွေကနံပါတ်1နေရာမှာရှိနေရမယ်ဆိုပြီးအမြဲတမ်းပြောဆိုတာဖြစ်ပါတယ်အဲ့တော့သူတို့နှစ်ယောက်ရဲ့အစိန်ခေါ်မှုကိုကျွန်တော်ကတော့အရင်ကတည်းကနေမြင်ပြီးတာပေါ့နော်ဒီနှစ်ယောက်ပွဲ ဖြစ်လာနိုင်ချေရှိတယ်ဆိုပြီးတော့ကျွန်တော်ကမြင်ခဲ့ပြီးတာဖြစ်ပါတယ်အဲ့တော့အခုကတကယ်ကိုပွဲဖြစ်နေပါပြီအဲ့တော့ Brandon Allen ကဒီ UFC Middleweight တန်းမှာ Champion ဖြစ်နိုင်တဲ့ Fighter ဆိုပြီးအားလုံးလည်းခံမှန်းခဲ့ရဖြစ်ပါတယ် ဒါပေမဲ့လည်းလွန်ခဲ့တဲ့2024ခုနှစ်မှာသူကဒီ Nasruddin Imamov နဲ့ရှင်ပြိုင်တယ်အဲ့ဒီပွဲမှာလည်းရှုံးနေတယ်ပြီးတော့ Anthony Hernandez ပေါ့နော်အခုဒီ Ronnie Adeyeda နဲ့ပထမအောင်ဆုံးပွဲတည်ထားတဲ့တယောက်ဒီနှစ်ယောက်ကိုရှုံးနေတဲ့နောက်ပိုင်းသူကတော့အချိန်နဲ့သိမဟန်ဘူးဆိုတဲ့အနေထားကိုဖြစ်သွားပါတယ်အဲ့တော့ Ronnie Adeyeda ကတော့ရှုံးပွဲမရှိသေးဘူးဒီလိုမျိုး fighter နဲ့အခုဒီပွဲမှာဒီလာမဲ့16ရက်နေမှာ ကျွန်တော်တို့မြန်မာစံတော်ချိန်နဲ့ဆိုရင်တော့ဒီ19ရက်နေ့အောက်တိုဘာ19ရက်နေ့ဖြစ်သွားမှာပါအဲ့တော့အဲ့ဒီနေ့မှာပြန်လည်ရှင်ပြန်ရမှာဖြစ်ပါတယ်အဲ့တော့ဒီပွဲနိုင်တဲ့တူချန်ပီယံစင်ကိုခွင့်ရမလားဆိုတော့မသေးချာပါဘူးခင်ဗျဘာလို့ဆိုရင်ဒီအန်တိုနီဟာနန်ဒက်တို့ရှိတယ်ပြီးဒီနာဆူဒင်းအင်မော်ဝော့ဖ်တို့ရှိနေပါသေးတယ်ပြီးတော့ခမ်ဆတ်ချမယက်ကလည်းဒီနှစ်အတွင်းမှာပွဲထပ်ထိုးဖို့တိတ်မသေးချသေးပါဘူး။နောက်နှစ်မှာပဲပွဲဖြစ်နိုင်ပါတယ် အဲ့တော့ကြီးရတာတော့ရိုင်းနီယာကချန်ပီယံဆိုင်ကိုခွင့်တဲ့နည်းနည်းအလံဝေးသေးတယ်လို့ကျွန်တော်တို့မြင်ပါတယ်ခင်ဗျ။ Okay အဲ့ဒါအလံရှုံးဆုံးဖြစ်မယ်။ဒီပွဲမှာမတူနိုင်မလဲဘယ်သူရှုံးမလဲဆိုချင်းပရိတ်သတ်တွေကတော့သိနေပြီးတာပေါ့နော်။ဒီရိုင်းနီယာတွေတာကစားတဲ့ပုံစံက ground wing ကိုဆွဲခေါ်မယ်ပြီးတော့ချုပ်မယ်။ဒီပုံစံပဲကစားတာဖြစ်ပါတယ်။အဲ့တော့ဒီပုံစံနဲ့ပဲဆက်ပြီးအလုပ်ဖြစ်မလားဆိုရင် အလုပ်ဖြစ်နိုင်ပါတယ်။အလုပ်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ အကြောင်းသိတဲ့ fighter တယောက်ဖြစ်နေပါတယ် Brandon Allen ဆိုတာက gym တစ်ခုထဲမှာပဲ legend ပြင်ဆင်နေတဲ့သူပြီးတော့ခဏပြောတဲ့အချက်တွေနော် American American ဆိုတဲ့အတုံးနှောင်းတွေနှစ်ယောက်စလုံးကလည်းသုံးနှောင်းလည်းရှိတဲ့ fighter နှစ်ယောက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရခံမှတ်ချက်ပြောမယ်ဆိုရင်အာ Rainier Director ဘက်ကအနည်းငယ်ပိုသားလိုက်မယ်60 40ရခိုင်နှုန်းလောက်ဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒါကတော့ကျွန်တော်ရဲ့ခံမှတ်ချက်ပေါ့နော်အဲ့တော့အခုကြည့်ရှုနေတဲ့ညီကိုတွေလည်းအောက်မှာတစ်ချက် comment ချန်ခဲ့ပေးကြပါဗျ Brandon Allen နဲ့ Rainier Director ထိတ်တိုက်တွေးဆောင်ရင်ဘယ်သူနိုင်မလဲဆိုတဲ့အကြောင်းအရာပေါ့နော်ဟုတ်ပြီအဲ့တော့နောက်အကြောင်းအရာတစ်ခုကတော့ကိုအောင်လန်းအန်ဆောင်ပေါ့နော်ကိုအောင်လန်းအန်ဆောင်လေးလက်ရှိအချိန်မှာဒီနောက်လာမယ့်ပွဲအတွက်အပြင်းပြင်းထန်ထန်ကိုလက်ချင်းပြင်ဆင်နေတာဖြစ်ပါတယ်အဲ့တော့သူတို့ဂျင်မာကပွဲနီးတဲ့လူတွေတော်တော်လေးကိုများနေပါပြီကိုအောင်လန်းရဲ့ပွဲအရင်လာမှာပေါ့နော်နောက်လာထဲမှာအဲ့တော့ဒီလမကုံခင်ကိုအောင်လာကတော့ဒီကျွန်တော်တို့အာရှနိုင်ငံအာထိုင်းနိုင်ငံဘန်ကောက်ကိုရောက်ရှိလာမှာဖြစ်ပါတယ် အဲ့တော့ကိုအောင်လာတော့အသက်40ရှိနေပြီအခုဒီ professional ပွဲတွေကစားနေတော့ဖြစ်ပါတယ်ဒီ boxing logo ကိုကြည့်မယ်ဆိုရင်လည်း manufacturer ကအခုဒီပွဲကစားနေတော့မှာရိုးရိုးပွဲမဟုတ်ပါဘူးဗျ professional ပွဲပါခင်ဗျအသက်46မှာပြန်လည်ဝင်ရောက်လာတာပါအဲ့တော့သူ့ရဲ့ပြင်ဘက်ပေါ့နော် Ricky Hotton ဆိုရင်အသက်46နဲ့မှာကွယ်လွန်သွားပါပြီအရင်နေ့မှာပဲကျွန်တော်ဒီ video မှာညေကိုတွေကိုပြောပြခဲ့ပါတယ်အခုဒီ manufacturer ကတော့ပွဲဆက်ပြီးကစားနေတော့မှာဖြစ်ပါတယ် predict တော်တော်များများကတော့ အရင်နေ့မှာအနိုင်ရရှိသွားတဲ့ Taran Crawford နဲ့ Manny Pacquiao ကိုပွဲသေးပေးစေချင်နေကြပါတယ်။ဘော။ဒါတော့ကြည့်လို့ကောင်းမဲ့ပွဲစဉ်မှာ Taran Crawford ကတကယ်ကိုကောင်းတယ်ဆိုပေမဲ့ Manny Pacquiao နဲ့တွေ့တဲ့အချိန်မှာဘယ်လိုမျိုးလာမလဲဆိုတော့မပြောတတ်ပါဘူး။ဒါပရိတ်သတ်တွေအတောင်းဆုံးပေါ့နော်။အဲ့တော့မဖြစ်နိုင်ဘူးလားဆိုရင်ဖြစ်လာနိုင်ပါတယ်။တစ်ချက်တော့အဆောင်ကြည့်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ပြောချင်တာကအသက်46နှစ်တောင်ရှိနေပြီ menu ဖိတ်ကျော်ဆိုတာပြီးတော့ကိုအောင်လည်းအသက်40တောင်ရှိနေပြီ ်ဒီ fighter နှစ်ယောက်ကတကယ်ကိုတော်တဲ့ fighter နှစ်ယောက် legend fighter လို့ပြောလို့ရတဲ့နှစ်ယောက်ဒီအားကစားတော့မတူဘူးเนาะဒါပေမဲ့သူတို့နှစ်ယောက်ကတကယ်ကိုတော်တဲ့နှစ်ယောက်ပြီးတော့ဒီအကျက်သေးစားရင်လုံးဝကိုတုံးဆွဲလည်းမရှိပါဘူးခင်ဗျငယ်ငယ်တုန်းကတော့နည်းနည်းပါးပါးလုံးရင်လုံးမှာပေါ့เนาะဒီကျွန်တော်တို့အားလုံးလည်းဒီတဲ့အတိုင်းပေါ့ဒီ manufacturer ဝန်ခံချက်မှာတော့သူငငယ်တုံးကဆေးတွေနည်းနည်းသုံးဆွဲလက်ရှိတယ်ဆိုပြီးတော့သူဝန်ခံဖူးပါတော့ခင်ဗျ ဒါပေမဲ့နောက်ပိုင်းမှာသူ့ရဲ့ခန္ဓာကိုယ်အတွက်အကျိုးမရှိတဲ့ဟာတွေအကုန်လုံးကိုပြစ်ပယ်ပြီးတော့သူကဒီဇိုင်းမှန်မှန်နဲ့ဒီ professional ပေါင်စာ career ကိုသူကရွေးချယ်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်လည်းအောင်မြင်နေတာဖြစ်ပါတယ်။အဲ့တော့တချို့ကဗီယာတောက်လိုက်တော်လားဆယ်လေးတောက်လိုက်ညီကိုတွေးတဲ့ချိန်မှာဟောတောက်လိုက်ဒီဟာတောက်လိုက်အဲ့လိုမျိုးလှုပ်တဲ့လူတွေရှိတယ်။ကစားသမားတွေပေါ့နော်။အဲ့တော့ရေရှည်သွားချင်တဲ့ဖိုင်တာတွေကြတော့မလှုပ်သင့်ပါဘူး။ကိုအောင်လာနဲ့ဒီမန်နီဖက်ချာကအဲ့လိုမျိုးလူသားပါ။လုံးဝကိုမလှုပ်ပါဘူး။ သူတို့ကိုယ်တိုင်စီကံတင်ကျတဲ့ fighter တွေဖြစ်ပါတယ်။အဲဒါကြောင့်လဲအခုထိအောင်မြင်နေတဲ့ fighter နှစ်ယောက်လို့ကျွန်တော်ကပြောချင်ပါတယ်ခင်ဗျ။အခုကျွန်တော်မြန်မာ fighter တွေလည်းဒီနှစ်ယောက်ကိုအတူယူသင့်ပါတယ်။ရေရှည်သွားချင်တဲ့လူတွေ professional career ကိုဆက်ပြီးတော့ရက်တည်ချင်တဲ့လူတွေအတွက်အတူယူသင့်တဲ့ fighter နှစ်ယောက်ကိုကျွန်တော် recommend ပေးတာဖြစ်ပါတယ်။ Okay အဲဆိုဒီနေ့ကတော့လောက်ပါပဲ။နောက် video မှာပြန်ဆုံမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။